အရှုပ်ထဲမှာရှင်းအောင်နေတယ်ဟုတ်လားဆရာတော်ဥဇောတိကတရားခေါင်းစဉ်နဲ့ကိုပဲငြိမ့်လာပြီကောင်းလာပြီနော်လောကကြီးကတော့အရှုပ်ပဲလေဟုတ်လားရှုပ်လို့ရှုပ်ရပါတယ်လို့အကြောင်းပြနေတော့ဘယ်တော့မှရှင်းတဲ့အကြောင်းမရှိဘူးလောကကြီးကရှင်းမှာမှမဟုတ်ဘူးဟုတ်လားရှုပ်နေတာလည်းဘယ်ပုံမှန်တော့မလို့နေရမှာတော့ရှင်းအောင်နေရမယ်ဒါမျိုးဆိုဘုရားလည်းဒီတိုင်းဟောတာပါပဲနော်လောကကြီးကအပူလောကကြီးအပူထဲမှာအေးအောင်နေလို့လည်းနားလေဖို့လို့လေအတူတူပူလို့ကူပူရတာပါဆိုရင်ဘယ်တော့မှငြိမ့်ရကြအောင်မရှိဘူး တော့သူကူကူမကူကူငါငါငင်းအောင်နေလို့ရတယ်ဆိုတာကိုပိုင်ပိုင်နဲ့နဲ့တိပြီးတော့ကြိုးစားဖို့ပဲလိုတယ်ဟုတ်လားအဲ့လိုဆိုရင်အရှုပ်ထဲရကူဒီသူများရှုပ်လည်းပဲကိုမရှုပ်ဘူးအပူထဲရကူဒီသူများပူလည်းကိုမပူဘူးဒါကြောင့်များဆိုတော့ဗျာအဲလောက်နဲ့ခတ်နေတဲ့လောကကြီးထဲမှာငင်းငင်းတက်တက်နေတယ်ဆိုတာဘယ်လိုလူမျိုးတော့ပူလောင်းနေတဲ့လောကကြီးထဲမှာငင်းအောင်နေတယ်ဆိုတာဘယ်လိုလူမျိုးတော့ဆိုတော့ဟောထားတာတွေလည်းရှိတယ်ဟုတ်လားလူရင်းပြောရရင်တော့ဒီဘုရားတရားအာယုန်လေးနဲ့ နေတယ်ဆိုရင်ဒါပူးနေတဲ့လူ